မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်နေတဲ့အတွက်တွေကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ရစပြီးရော PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမကတော့ချူပါ။ဒီနေ့မေလ16ရက်တောက်ကြနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့အကြံဖက်စစ်အုပ်စုကကျူးလွန်ခဲ့တဲ့စစ်ရာဇဝင်မှုတွေမှာတာဝန်ရှိသူအလုံးနဲ့သတင်းမှန်ကိုလိမ်ညာဖုံးကွယ်နေတဲ့လော်ဘီအလုံးကို ဥပဒေနဲ့အညီအပြစ်ပေးအရေးယူနိုင်ရင်အစွမ်းကုန်စူးစမ်းမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်လိုက်တဲ့သတင်းဂျာကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့တိုင်းလွှတ်တော်ကိုစားပြုကော်မတီများတွေ့ဆုံဆွေးနွေးခဲ့တဲ့သတင်းလူဖွေးရေးဆိုင်ရာပြည်အောင်စုဝင်ကြီးနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီအဖွဲ့ဝင် Miss Yanhili တို့တွေ့ဆုံပြီးအကြက်ဖက်စစ်တပ်ကိုတရားစွဲဆိုနိုင်ရေးဆွေးနွေးခဲ့တဲ့တည်င်း ။ဒဝယ်မျိုးဝင်ကအကြက်ဖက်စစ်တပ်ရဲ့ပေါင်တိုင်းတရားခိတ်ကိုတော်လန်ရေးတက်တွေတိုက်ခိုက်ရာ၉ဦးသေ၇ဦးထဏ်ရာရတယ်ဆိုတဲ့သတင်း။အကြဖက်စစ်တပ်ကကြောက်တော်မျိုးကို၂ရက်ဆက်တိုက်၄ချောင်းကနေဘုံကျဲတိုက်ခိုက်လို့ပြည်သူ၈ဦးသေဆုံးပြီး၁၄ဦးဒဏ်ရာရတယ်ဆိုတဲ့သတင်းစတဲ့သတင်းတွေပဲဖြစ်ပါလေရှင်။ အကျန်းဖက်ဆေးအုပ်စုကကျူးလွန်ခဲ့တဲ့စစ်အရာစွေးမှုတွေမှာတာဝန်ရှိသူအားလုံးနဲ့တည်မှန်ကိုလိမ်ညာဖုံးကွယ်နေတဲ့လော်ဘီအားလုံးကိုဥပဒေနဲ့အညီအပြစ်ပေးအရေးယူနိုင်ရင်အစွမ်းကုန်စူးစမ်းမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်လိုက်တဲ့သတင်းကိုပထမဦးဆုံးတင်ဆက်ပေးပါမယ်။ အကျန်းဖက်စရုပ်စုကကျွလွန်ခဲ့တဲ့စိတ်ရဆွေးမှုတွေမှာတာဝန်ရှိသူအလုံးနဲ့သတင်းမှန်ကိုလိမ့်ညာဖုံးကွယ်နေတဲ့ lobby အလုံးကိုဥပဒေနဲ့အညီအပြစ်ပေးအရေးယူနိုင်ရင်အစွမ်းကုန်စူးစမ်းမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကဒီနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်အကျန်းဖက်စိတ်အုပ်စုကျူးလွန်ခဲ့ကျူးလွန်ခဲ့ရှိရဲ့စိတ်ရာဇဝဲမှုများမှာအဓိကတာဝန်ရှိသူစစ်ကောင်းဆောင်များအမိတ်ပေးစေခိုင်းသူအရာရှိများလက်တွေ့လောက်ကင်ဆောင်ရွက်သူလေရင်မှုများအကျန်းဖက်တပ်ဖွဲ့ဝင်များ ပန်ပိုးကူညီသူအပိအမြောက်ပြုသူများနဲ့တည်င်းမှန်ကိုဖုံးကွယ်လိန်ညာနေကြတယ်အကြက်ဖက်စစ်တပ်လော်ဘီများအားလုံးကိုဥပဒေနဲ့အညီအပြစ်ပေးအရေးယူနိုင်ရေးအတွက်နိုင်ငံတကာ တရားရုံးများနိုင်ငံအလိုက်တရားရုံးများမှသာမကပြည်တွင်းတရားဥပဒေများနဲ့ပါတရားမျှတမှုဖော်ဆောင်နိုင်ရေးအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ် ဒါပြင်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့လည်းအကြမ်းဖက်စစ်တပ်ရဲ့ယခုလိုစစ်ရာဇဝတ်မှုများကျူးလွန်နေပြီးလင်ညာဝါဒဖြန့်နှိမ့်မှုများကိုအမှန်တိုင်းသိမြင်ကြပြီးအဆိုပါကျူးလွန်နေမှုများရပ်တန့်စေရေးလက်တွေ့ကျသောအရေးယူဖိအားပေးဆောင်ရွက်မှုများကိုပြုလုပ်နိုင်ရေးအတွက်လည်းအမျိုးသားညီညွတ်ရေးအစိုးရကတိုက်တွန်းထားပါတယ်ဒီပိမ်းမြို့နယ်ဥတိန်တွင်ကျေးရွာစာတင်ကြောင်းကိုအကြံဖက်စစ်တပ်ကလေးချောင်းကနေဖုံးချိတ်တိုက်ခိုက်မှုကြောင့် ပညာသင်ကြားနေရင်အသက်ဆုံးရှုံးခဲ့ရတဲ့ကျောင်းနေရွယ်ကလေးငယ်များဆရာများနဲ့ကျန်းရည်သူမိသားစုများအားလုံးအတွက်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်များစွာဝန်ထမ်းနာကျင်ရတယ်လို့ဖော်ပြထားပါတယ်။ အိုးတိန်လွေကျေးရွာစတင်ကြောင်းကအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမြို့နယ်ပညာရေးဘုတ်အဖွဲ့ရဲ့စီမံကန့်ကွက်မှုအောက်မှာဖွင့်ထားတဲ့အထက်တန်းကျောင်းတစ်ကျောင်းဖြစ်ပြီးတော့အကြက်ဖက်စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်ပုံမှန်ကျောင်းဖွင့်ချိန်အတိုင်းစတင်ရခြင်းမျိုးမဟုတ်ဘဲနဲ့အချိန်လေးပေါ်မူတည်ပြီးဖွင့်နေတင်ကြားနေရတာဖြစ်တယ်ဆိုတာနဲ့လေးကျောင်းတိုက်ခိုက်ခံရချိန်မှာအတန်းနောက်ကျတဲ့ကျောင်းသားတွေအတွက်ပြည့်စွက်အတန်းများဖွင့်နေတင်ကြားနေခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝင်ကြီးဌာနကပြုစုထားတဲ့အချက်လက်တွေအရ2023ခုနှစ်ဇန်နဝါရီ1ရက်ကနေ2025ခုနှစ်မေလ12ရက်နေ့အတွင်းမှာအကြံဖတ်စစ်အုပ်စုကရန်ကုန်နဲ့နေပြည်တော်မှလွှဲပြီးကြံတိုင်းနဲ့ပြည်နယ်73ခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ2669ခုပြုလုပ်ခဲ့ပြီးအဆိုပါဖြစ်စဉ်များအတွင်းပြည်သူ343ဦးသေဆုံးခဲ့ရပါတယ်။ တိစောင်းသူများထက်မှာအသက်16နှစ်အောက်ကလေးငယ်442ဦးပါဝင်ခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုများကြောင့်စာတင်ကျောင်း240ကျောင်းစစ်ရုံစင်ငယ်66ခုနဲ့ဘာသာရေးအဆောက်အအုံ435ခုပျက်စီးဆုံးရှုံးခဲ့ရပါတယ်။အစံဖက်စစ်တပ်ကအပြည့်အခက်ရစဲရေးကြီးညာချက်များကိုဟန်ပြထုတ်ပြန်ထားတော်လဲလက်တွေမှာလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးများဖြင့်တိုက်ခိုက်မှုများ လူအစိုးလိုက်ပြုံလိုက်တက်ဖြတ်မှုများကိုနေ့စဉ်ရက်ဆက်ဆိုသလိုကျူးလွန်လျက်ရှိနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။ဒါပြင်အဲ့ဒီလိုစစ်ရာဇဝတ်မှုများကိုအကြမ်းဖက်စစ်တပ်အနေနဲ့မကျူးလွန်ပါဘူးဆိုပြီးတော့လည်းသူတို့ချုပ်ကင်ထားတဲ့ MRTV နဲ့မြောက်ဒီတို့ကနေပြီးတော့ဖြောင်ကြက်ကြငင်းဆန်နေတယ်လို့ စစ်ကောင်စီလော်ဘီတွေကိုလည်းငွေပေးအသုံးပြုပြီးတော့သတင်းတူတွေပုံဖြတ်ထားတဲ့အချက်လက်တွေဖြန့်စီပြီးဖြစ်စဉ်တွေကိုဖုံးကွယ်ဖို့စ조사နေတာကိုလည်းတွေ့ရှိရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အကြမ်းဖက်စစ်တပ်ကလူရင်းမြစ်ငွေရင်းမြစ်များစွာအသုံးပြုပြီးသတင်းမှန်များကိုပုံဖြတ်ဖုံးကွယ်ရင်ဆောင်ရွက်နေရခြားမှာပဲမှန်ကန်သောသတင်းအချက်လက်များကိုပြည်သူလူထုထံရောက်ရှိရေးအတွက်အစွမ်းကုန်စူးစမ်းပေးနေကြတယ်လွတ်လပ်ပြီးအမိခိုကင်းတဲ့သတင်းမီဒီယာများ သတင်းသမားများနဲ့လူမှုသတင်းသမားများအားလုံးကိုအမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူလူထုကိုစားအထူးပင်ကျေးဇူးတင်ရှိတယ်လို့အသိပေးပြောကြားထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အကြက်ဖက်စစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုများရပ်တန့်ရေးနဲ့အစိုးရတိုက်ခိုက်မှုများအတွင်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းနိုင်ရေးအတွက်နီလန်းပေါင်းစုံအသုံးပြုက အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ ဆက်လက်ပြီးဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့တိုင်းလွတ်တော်ကိုစားပြုကော်မတီများတွဲဆောင်ဆွေးနွေးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မကွေးတိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မန္တလေးတိုင်းလွှတ်တော်ကိုစားပြုကော်မတီတို့ရဲ့အစည်းအဝေးနှစ်မြင့်ဆောင်2025ကိုမေလ15ရက်မွန်းလွဲ2နာရီမှာပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင် တရားရေးဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးသိန်းဦးရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်အဲ့ဒီနောက်မကွေးတိုင်းမန္တလေးတိုင်းလွှတ်တော်ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေကအတိအသင့်ဆွေးနွေးခဲ့ကြပါတယ်။ပြည်ထောင်နဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတွဲဖက်အတွင်းဝင်မှဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီရဲ့လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေများကိုတင်ပြရှင်းလင်းခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကသိရှိလိုတာတွေကိုဆွေးနွေးခဲ့ကြပြီးသက်ဆိုင်ရာဝင်ကြီးဌာနတွေကလည်းဆွေးနွေးမှုတွေကိုပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါတယ်။အဆိုပါစည်းဝေးကိုပြည်အောင်စုဝင်ကြီးများဒုတိယပြည်အောင်စုဝင်ကြီးများမကွေးတိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မန္တလေးတိုင်းလွှတ်တော်ကိုစားပြုကော်မတီတို့မှလွှတ်တော်ကိုယ်စားလှယ်များအမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဖက်အတွင်းဝင်များ ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။အခုဆက်လက်ပြီးတော့လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီအဖွဲ့ဝင် Miss Ranhili တို့တွေ့ဆုံပြီးအကြံဖက်စစ်တပ်ကိုတရားစွဲဆိုနိုင်ရေးဆွေးနွေးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးအောင်မျိုးမင်းနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ Special Advisory Council for Myanmar SACM အဖွဲ့ဝင်ပေါမောက်ခမစ်ရန်ဟီဒီတို့ကိုရီးယားနိုင်ငံမှာမေလ14ရက်မနေ့ကတွေ့ဆုံပြီးအကြံဖက်စစ်တပ်ကိုနိုင်ငံတကာမှာတရားစွဲဆိုနိုင်ရေးဆွေးနွေးခဲ့ကြတယ်လို့ဝင်ကြီးဌာနကဒီနေ့မှသတင်းထုတ်ပြန်ပါတယ်။ တွေ့ဆုံမှုမှာအကြံဖက်စစ်တပ်ရဲ့နိုင်ငံတကာယာစွေးမှုကျူးလွန်နေမှုများအားနိုင်ငံတကာခုံရုံးများနဲ့တောင်ကိုရီးယားတမ်မတနိုင်ငံမှာတရားစွဲဆိုအရေးယူနိုင်ရေးဆွေးနွေးခဲ့ကြတာပါအဆိုပါဆွေးနွေးမှုမှာအမျိုးသားညီညွတ်ရေးအစိုးရရဲ့တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဦးရန်နိုင်ထွန်းတောင်ကိုရီးယားနိုင်ငံရှိရှင်နေများနဲ့အရက်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်းပါဝင်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ ထပ်မံပြီးတင်ဆက်ပေးမှာကတော့ဒဝယ်မြို့ဝင်ကအကျန်းဖက်စစ်တပ်ရဲ့ပေါက်တိုင်းတံခါးခိတ်ကိုတော်လန်ရေးတပ်တွေတိုက်ခိုက်ရာကိုဦးသိခုနှစ်ဦးထဏ်ရာရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။တနင်္လာရီတိုင်းဒဝယ်မြို့ဥဝင်မှာရှိတဲ့ပေါက်တိုင်းတံခါးခိတ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ရာမှာကိုဦးသိဆုံးပြီးခုနှစ်ဦးထဏ်ရာရသွားတယ်လို့လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒီနေ့မှထုတ်ပြန်ပါတယ်။ အဲ့ဒီအကျန်းဖက်စစ်ကောင်စီဂိတ်စခန်းကိုတော်လဲရေးတပ်ဖွဲ့တွေကမေ9ရက်က မနက်9:50မိနစ်ကနေ6:50မိနစ်အထိဝင်းရောက်ပစ်ခတ်ရမှာတနအိကြတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းအကျန်းဖက်စစ်တပ်ဘက်ကတပ်ကူတွေရောက်လာတာကြောင့်တော်လဲရေးတပ်ဖွဲ့တွေအထိခိုက်မရှိဘဲခွာစစ်ဆင်ခဲ့ရတယ်လို့ဆိုပါတယ်။ တော်လည်းတက်တွေရဲ့တိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ပြူစောတီပါတာဆာတပ်ကကိုးဦးတေဆုံးခဲ့ပြီးခုနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုဒဝဲခရိုင်တပ်ပေါင်းစုဒေါင်းညီနောင်စစ်ကြောင်းအော့အော့စစ်ကြောင်းဒဝဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တင်လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖာမိခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တင်တက်ခွဲတင် KNLA တက်မဟာလေးအထူးတပ်ဖွဲ့ တဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ DTT နဲ့ဒရုန်းတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာပါပြည်သူတွေစီကနေပစ္စည်းတွေသိမ်းယူတာအနိုင်ကျင့်ပိုကြတာဖက်စည်းဓာတ်တွေပြစ်လုံနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဆက်လက်တိုက်ခိုက်ချိန်မုံသွားမယ်လို့လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတတိပေးထုတ်ပြန်ထားပါတယ်ရှင်ဆက်လက်ပြီးတော့ အကြက်ဖက်စစ်တပ်ကကြောက်တော်မျိုးကိုနှစ်ရက်ဆက်တိုက်လေးချောင်းကနေဘုံကျဲတိုက်ခိုက်လို့ပြည်သူ၈ဦးသေဆုံးပြီး14ဦးဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုပြောပြပါမယ်။အကြက်ဖက်စစ်တပ်ကကြောက်တော်မျိုးကိုနှစ်ရက်ဆက်တိုက်လေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ၈ဦးသေဆုံးပြီး14ဦးဒဏ်ရာရတယ်လို့အာရခတက်တော် AA ကအသိပေးထုတ်ပြန်လိုက်ပါတယ်။ ကျောက်တော်မျိုးရဲ့လူနေထူထပ်တဲ့ရက်ွက်တွေအတွင်းကိုဂျက်ဖိုက်တာအသုံးပြုပြီးတော့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အကြက်ဖက်စစ်တပ်ကမေ15ရက်နေ့မှာကျောက်တော်မျိုးရွာမရက်ွက်ကိုဂျက်ဖိုက်တာနဲ့မွန်းလွဲ2:58မိနစ်မှာတစ်ချိန်၊မွန်းလွဲ2:05မိနစ်မှာတစ်ချိန်နဲ့2:14မိနစ်မှာတစ်ချိန်စုစုပေါင်း3ချိန်၄ချောင်းကနေတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုအတွင်းအပြစ်မဲ့အရက်သားပြည်သူ၅ဦးသေဆုံးပြီး ပြည်သူကိုဦးကပြင်းထန်တဲ့အလက်စားဒဏ်ရာတွေရရှိခဲ့ကြတယ်လို့အေအေက အသိပေးထုတ်ပြန်ထားပါဗျ။အကြမ်းဖက်စစ်တပ်ကမေ14ရက်ညနေ3:51မိနစ်မှာကြောက်တော်မျိုးရွာမရက်ကွက်ကိုဂျက်ဖိုက်တာနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတယုံသေဆုံးပြီးပြည်သူ9ဦးဒဏ်ရာရရှိခဲ့ပါဗျ။အသက်ဆုံးရှုံးသွားခဲ့ရတဲ့မိဘပြည်သူလူထုများရဲ့မိသားစုဆွေမျိုးများနဲ့ထပ်တူဝမ်းနည်းရပါတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ အာရခတက်တော် AA အနေနဲ့အပြစ်မဲ့အယက်သားပြည်သူတွေကိုအစုလိုက်ပြုံလိုက်တက်ဖြတ်ကစစ်ရာဇဝင်းမှုတွေကိုနိုင်ငံအနှံ့နှေးစေရက်ဆက်ကျူးလွန်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ရာဇဝင်းမှုတွေနဲ့လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်နေတဲ့လုပ်ရက်တွေပေါ်ပြင်းထန်စွာရှုတ်ချလိုက်ပြီးတော့အဲ့ဒီလုပ်ရက်တွေကိုသက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေထံပေးပို့သွားမှာဖြစ်တယ်လို့လည်းအတိအပေးထုတ်ပြန်ထားပါတယ်ရှင်။ ဒါကတော့မေလ16ရက်သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူလူထုပေါင်းတဘာဝဘေးလူလုတ်ဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေရှင်။ဂျေဇုတမန်ရှင်။